အားလုံးပဲမင်္ဂလာပါရှင်။ And3 Speed Master ခန်းကြီးစာအုပ်ထဲမှာပါတယ်။ Unit 4ရဲ့ခန်းကြီးလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1ခန်းကြီးလေးကိုစားလေးကြအောင်။တွားကြတော့စမဲတိုင်းအေးတော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ညနေပေါင်းလို့ရှင် Ray ရှိမယ်။သူ့ရဲ့တဲလုံးလေးကြီးကြီးရအောင်။သူ့တဲလုံးလေးဆိုရှင်စမဲတိုင်းအေးတော့ He air we အေးသွားသည် He has so အေးအောင်လို့သည်။စာမဲရူအေးသွားသည်။စာမဆူအေးအောင်လို့သည် Ray ဖို့လေးအေးပေးစံ။ သူကြတော့အရှိကအစက်လေးနဲ့ဆက်ပါလို့ရေခဲလို့မှတ်ပြီးတော့ဒီအမိုးအောက်ကကြတော့မမီမှုမဲမှုကမကလေးနဲ့တူပါတယ်ဒါကြောင့်မလို့အမိုးအောက်မှာရှိတဲ့အမားတယောက်ကအေးတဲ့အရာတွေကိုကြိုက်တယ်လို့မှတ်ကြရအောင် နမနဲ့ခန်းကြီးလေးရကြသူက ray zoo ကိုမှာပါတယ် zoo ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူကကြတော့ဒီခန်းကြီးလေးကိုမြင်လာတဲ့ ray zoo ကိုဆိုပြီးအတွဲလိုက်လေးမှတ်ပေးထားလို့ရတယ်ပေါ့နော်။ဒါဆိုရှင်သူကကြတော့အဲဒီသူကကြတော့ဒီအပေါ်မှာကြတော့မြခင်းပြင်လေးနဲ့တူပြီးတော့အောက်မှာကြတော့ဒီအမိုးလေးမှာအမိုးလေးရဲ့အောက်မှာကြတော့အကန်လေးကြီးပါတယ်ပေါ့နော်။ဒါကြောင့်မလို့မြခင်းပြင်ပေါ်ရဲ့အမိုးလေးအောက်မှာအကန်လေးကြီးပါတယ်။ ray zoo ကိုရေခဲတက်တာလေးရောက်နေရလို့မှတ်ကြရအောင်။ နံပါတ်3ခန်းကြီးလေးရကြတော့ခိုးခိုးတောင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြည့်ကြည့်ရအောင်။သူကကြတော့ဒီကားနဲ့တွဲမယ်ဆိုလို့ရှိရင်ရှာခိုးကားခိုးတောင်ဆိုးခိုးပစ္စည်းသိပစ္စည်းထိတ်တိတ်နဲ့ခိုးတောင်ခင်းခိုးဆိုလို့ရှိရင်ဒီပတ်စံနေပါရဲ့ထဲတိတ်ထားတဲ့နေရာပေါ့နော်။မိခင်တက်တာလို့လည်းခေါ်လို့ရပါတယ်။အဲသူကကြတော့ဒီအမိုးအောက်မှာကားပုံတထိုင်လေးနဲ့တွေ့ပါတယ်။ဒါကြောင့်မလို့အမိုးအောက်မှာကားကိုတင်ထားရလဲခိုးတော်ရှိရလို့မှတ်ကြရအောင်။ ။နံပါတ်၄ခန်းကြီးလေးရကြတော့ခတာပုံစံမော်ဒယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူကကြတော့အိုးခတာအိုးခတာဆိုရင်အကြီးစားပုံနဲ့ဆင်းခတာဆိုရင်ပုံစံအသေး။အဲသူ့ကိုကြတော့ဒီဖွင့်နေဆိုရဲခန်းကြီးလေးရဲ့အစိပ်ပိုင်းလေးပါပြီးတော့ဓာတ်ပုံစံအစိပ်ပိုင်းခန်းကြီးလေးရဲ့ပါပါတယ်မြေကြီးပုံစံအစိပ်ပိုင်းခန်းကြီးလေးရဲ့ပါတယ်ပေါ့နော်ဒါကြောင့်မလို့ဖွင့်ကြည့်လိုက်တော့ဓာတ်တွေကိုမြေကြီးပေါ်မှာပုံသဏ္ဍာန်မျိုးမျိုးနဲ့တွေ့ရရလို့မကြရအောင် ံပါတ်5ခန်းကြီးလေးရကြတော့ဘိုးအခန်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွဲလုံးလေးကြီးကြီးရအောင်တန်းဘိုးဆိုလို့ရှိရင်အပူပေးချက်ဘုံဘိုးခုဆိုလို့ရှိရင်စာရေးကရိယာများအင်းသူကကြတော့ဒီအမိုးအောင်မှာပေါ့နော်အမိုးအောင်မှာလူပုဂ္ဂိုလ်နဲ့တူပါတယ်အဲဒါကြောင့်မလို့အမိုးအောင်မှာလူပုဂ္ဂိုလ်တွေကလူပုဂ္ဂိုလ်အမျိုးမျိုးတွေကဒီတန်းဖို့အပူပိစက်တွေကိုလာဝယ်လို့မှတ်ကြရအောင် ။နံပါတ်6ခန်းကြီးလေးရကြတော့အတာတကားဤနွေးတော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။အဲသူ့ရဲ့တွဲလုံးလေးရကြတော့ဒမ်းဘိုးဆိုတဲ့အပူပေးဆက်ဆိုတဲ့ဒီတလုံးမရှိတဲ့ပေါ့နော်။သူကကြတော့အရှိကသူ့ရဲ့မပုံမနီလေးရကြတော့သူကအရှိကဒီနေခန်းကြီးလေးနဲ့တူပါတယ်။ဒါကြောင့်မလို့နေလို့မပြီးတော့အပေါ်ကအဆက်လေး30ရက်အောက်ကကြတော့ဒီတငယ်ချင်းခန်းကြီးရဲ့အစိပ်ပိုင်းလေးရှိတယ်ပေါ့နော်။ဒါကြောင့်မလို့နေရောင်ကြောင့်တငယ်ချင်း3ယောက်ကနွေးထွေးနေရလို့မှတ်ထားရအောင်။ နံပါတ်ခုံခန်းကြီးလေးရကြတော့ခိုးအိုးတူရေခဲတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူများနဲ့ပေါင်းလို့ရှိရင်သူကဒိုးဖြစ်သွားမယ်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်သူ့တလုံးနဲ့ဆိုလို့ရှိရင်ခိုးအိုးတူရေခဲသည်ရေတိုးခိုးရေခဲအခန်းရေတိုးလျှော့ဟင်ရေတိုးလျှော့ခုဟင်ရကြတော့ဒီအေးခဲထားတဲ့အစားအစာပေါ့နော်။တို့ကြတော့ဘလို့မှတ်ကြမလဲဆိုတော့အရှိကဆက်လင်း20ပါလို့ရေခဲလို့မှတ်ပြီးတော့အဘေးနာခန်းကြီးလေးရကြတော့အရှိရခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့အရှိရမှာရေခဲနေရလို့မှတ်ကြရအောင် နမချစ်ခန်းကြီးလေးရကြတော့အတာတာကဤနှွေးတော့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူကကြတော့ဒီထိတွေ့ကင်တွေ့လို့ရတဲ့အရာတွေနှွေးတဲ့အခါမှာသုံးပါတယ်။သူ့ရဲ့တွေ့လုံးလေးကြီးကြီးရအောင်သူ့တလုံးနဲ့ဆိုလို့ရှိရင်အတာတာကဤနှွေးတော့အုံးတော့ဆိုလို့ရှိရင်အပူချင်းတိုင်းအုံးဆိုလို့ရှိရင်ခန္ဓာကိုယ်အပူချင်းခိအုံးဆိုရင်လေးတို့အပူချင်းအုံးဆန်းဆိုရင်ရေပူဆန်းအဲသူ့ကကြတော့အရှိမအဆက်လေးသုံးဆက်ပါလို့ရှည်လို့မှတ်မယ်ပေါ့နော်။ဘေးနာကြတော့နေအစိပ်ပိုင်းလေးလည်းပါပြီးတော့ပကံများခန်းကြီးလေးလည်းပါပါတယ်။အဲဒါကြောင့်မလို့ရေးတွေကနေပြောင်ကြီးကြောင့်ပကံများထဲမှာနှွေးထွေးနေရ ယ်လို့မှတ်ကြရအောင်။ဒါဆိုရင်တော့ပတ်ဝန်းမှာပါတဲ့ခန်းကြီးရှင်းလုံးကပြီးသွားပါပြီ။ပတ်တူးလေးကိုဆက်ပြီးရောသွားလိုက်ပါမယ်။ အတူမှာဆိုရှင်သူကအလုံးပါ10လုံးပါပါတယ်နံပါတ်1ခန်းကြီးလေးကိုစားလေးကြအောင်သူကကြတော့ရှူတင်ပေးသည်တင်ကြပေးသည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွေ့လုံးလေးကြီးကြီးရအောင်ရှူခရောဆိုရှင်အတန်းသင်္ကန်းစာကိုပြောတာခရောစုဆိုရှင်ဒီစားတင်ပေးတဲ့သူဆရာကိုပြောတာပေါ့နော်သူကကြတော့အရှိကသူ့ရဲ့မှတ်ပုံမှန်နည်းလေးရကြတော့အရှိကလက်ကလေးနဲ့တူလို့လက်လုံးမှတ်ပြီးရောအနောက်ကကြတော့သူကလက်ခံရရှိရဆိုတဲ့ခန်းကြီးပေါ့နော်လက်ကလေးနဲ့လက်ကလေးနဲ့တင်ပေးသမီးကိုလက်ခံရရှိတာစာသင်ကမ်းမှလို့မှတ်ကြရအောင် နမနဲ့ခန်းကြီးလေးရကြတော့ခီယိုအဆင့်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူကကြတော့အဲ့လိုပဲသူများနဲ့ပဲတွဲသုံးတာများပါလေ။တွဲလုံးလေးကြီးကြီးရအောင်။ဂျောက်ခီယိုဆိုလို့ရှိရင်အဆင့်အတန်းမြင့်နဲ့6ခီယိုဆိုလို့ရှိရင်အခြေခံအဆင့်7ခီယိုဆိုလို့ရှိရင်အလယ်တန်းအဆင့်9ခီယိုဆိုလို့ရှိရင်အဆင့်မြင့်နဲ့အထက်တန်းအဆင့်ကိုပြောတာပေါ့နော်။အဲသူ့ကိုကြတော့ဘလို့မှတ်ကြမလဲဆိုတော့ဘေးနားကခန်းကြီးလေးကအရှိအမြင့်ခန်းကြီးလေးနဲ့တူပါတယ်။သူ့ရဲ့ဘေးနားကကြတော့လေကားလိုမျိုးအဆင့်ဆင့်ခန်းကြီးလေးနဲ့တူတယ်ပေါ့နော်။ဒါကြောင့်မလို့အရှိအမြင့်ထိုးတာကလည်းလေကားလိုမျိုးအဆင့်ဆင့်အဲတင်ယူရရလို့မှတ်ကြရအောင် နံပါတ်3ခန်းကြီးလေးရကြတော့သူကတန်တစ်ခုတည်းရိုးရိုးဖြစ်တယ်ဆိုရဲခန်းကြီးပေါ့နော်သူတလုံးနဲ့ဆိုရင်သူကတလုံးနဲ့မတုံးပါဘူးသူများလည်းပဲတွဲတုံးပါတယ်တန်ကော့ဆိုလို့ရှင်စကတ်လုံးတန်ဤဆိုလို့ရှင်ဒီအဆင့်ဒီ unit တွေကိုပြောတာပေါ့နော်အဲသူ့ကိုကြာတော့ဘလို့မှတ်ကြမလဲဆိုတော့အစက်လေး30ပါလို့3ယောက်သားလို့မှတ်ပြီးတော့လေခန်းကြီးလေးရဲ့10ခန်းကြီးလေးရဲ့နဲ့လည်းတူပါတယ်။ဒါကြောင့်မလို့3ယောက်သားလေတဲ့ကို10နာရီလောက်သွားပြီးတော့တန်းကစကလုံးနေဟောဟာရတွေကိုစနေရလို့မှတ်ကြရအောင်။ နံပါတ်၄ခန်းကြီးလေးရကြတော့ဟိုစီမင်းစည်းကမ်းနီလန်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူကလည်းအဲ့လိုပါပဲ။တွဲလုံးတွေပဲတုံးတာများပါလေ။တွဲလုံးလေးကြီးကြီးရအောင်ဘုံဘိုးဆိုလို့ရှိရင်တတားဟိုဟိုဆိုရင်နီလန်းဖို့ဟိုကားခုဘူးဆိုလို့ရှိရင်ဥပဒေဌာနကိုပြောတာပါ။သူ့ကကြတော့ဘလို့မှတ်ကြမလဲဆိုတော့အရှိကရေခန်းကြီးလေးရေခန်းကြီးလေးနဲ့တူပါတယ်။အနောက်ကကြတော့ဒီအတိတ်တို့ပြီးဆုံးသွားရဲဆိုတဲ့ခန်းကြီးလေးပေါ့နော်။ဒါကြောင့်မလို့အတိတ်တုန်းကရေတွေတောက်ပြီးရေခဲ့ရတာဘုံဘိုးတတားလေးဥပဒေပညာရေးလို့မှတ်ကြရအောင်။ ။နံပါတ်5ခန်းကြီးလေးရကြတော့အခက်အခဲခက်ခဲတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြည့်ကြရအောင်။မူစုခရှိဆိုရှင်ခတ်တော့ခေါနန်းနာဆိုရှင်ခက်ခဲတော့အခက်အခဲရှိတော့ ်အဲသူကကြတော့ဒီအရှိကအရှိကဒီမြက်ခင်းပြင်ရဲ့ပါဇက်ပေါက်ကလေးရဲ့လူကြီးရဲ့ခန်းကြီးတဲ့တူတယ်ပေါ့နော်ဘေးနာခန်းကြီးလေးကြတော့ဒီငှက်ခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့မြက်ခင်းပြင်ပေါ်မှာလူကြီးနှစ်ယောက်ကလူကြီးနှစ်ယောက်ကငှက်တွေကိုဖမ်းရတာခက်ခဲတဲ့ဆိုတဲ့အကြောင်းလေးပြောနေရလို့မှတ်ကြရအောင်နံပါတ်6ခန်းကြီးလေးရကြတော့ခန်းလွယ်ကူသောဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွဲလုံးလေးကတစ်လုံးပဲရှိပါတယ်ခန်းနန်းနာဆိုလို့ရှင်လွယ်ကူသောသူကကြတော့အပေါ်ကဝါပင်အစိအပိုင်းလေးရဲ့အဲအောက်ကခန်းကြီးလေးကကြတော့ ချားဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒါကြောင့်မလို့ဝါပြင်းနေချားမှာရှိနေတာမြင်ရလွယ်ကူရလို့မှတ်ကြရအောင်နံပါတ်9ခန်းကြီးလေးကိုကြည့်ရအောင်နံပါတ်9ခန်းကြီးလေးကကြတော့ဆန်းအထူးဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့အတွက်လုံးလေးကြည့်ကြည့်မယ်နော်ဆန်းမုံဆိုလို့ရှိရင်အထူးပြုပါတာဆန်းမုံကဆိုလို့ရှိရင်အထူးပညာရှင်ကိုပြောတာပါသူကကြတော့အပေါ်ကအဒီ30ခန်းကြီးရဲ့မြေကြီးခန်းကြီးလေးရဲ့တူပါတယ်အောက်ကကြတော့ဒီခတာခနာကအိုကလေးနဲ့တူပါတယ်ဒါကြောင့်မလို့ဆန်းနဲ့လောက်ဆန်းနဲ့လောက်လေခွင်းထဲမှာအလုံးလုံး ိုတဲ့အထင်းအလုံးလုံးနေရဆိုတာဒီအထူးပြုဘာသာအဲသူကစိုက်ပျိုးရေးကိုအထူးပြုဘာသာယူထားလို့လို့မှတ်ကြရအောင်နမရှိခန်းကြီးလေးရကြတော့ရှုခုတဲခိုရဲဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်ရှုခုတိုင်းရှုခုတိုင်းဆိုလို့ရှင်လေးကျင်ကန်အင်စာကိုပြောတာရှုခုဟာခုဆုလို့ဆိုလို့ရှင်တဲခိုသည်အဲ့တဲ့အဖြစ်နေသည်အဲသူကကြတော့ဒီအမိုးအောင်မှာလူအစိပ်ပိုင်းလေးရတရားအစိပ်ပိုင်းလေးရပါပါတယ်ဒါကြောင့်မလို့အမိုးအောင်မှာလူရောက်တရားလောက်ကရှုခုဟာခုတဲခိုနေရလို့မကြရအောင် နမကိုခန်းကြီးလေးရကြတော့သူလက်ခံတီဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွေ့လုံးလေးကြီးကြီးရအောင်ဥခဲလို့ဆိုလို့ရှင်လက်ခံရရှိလက်ခံလက်ခံရရှိသည်လက်ခံရရှိသည်ဥခဲတို့လို့ဆိုလို့ရှင်လက်ခံရယူသည်ရှုခန်းဆိုလို့ဆိုရှင်ဆောင်းမဲ့ဖြည်သည်ရှီခန်းဤဥခဲလို့ဆိုရှင်ဆမေးပွဲကို ဝင်ဖြည်သည် ကျုပ်ရှင်စုလို့ဆိုလို့ရှင်လက်ခံရရှိသည်သူကကြတော့ဒီစာရီအီးမေးလ်တွေလက်ခံရရှိရနေရမှာသုံးပါတယ်ကျုပ်ချော်စုလို့ဆိုလို့ရှင်စုလက်ချံရရှိသည်သူ့ကြတော့ဘလို့မှတ်ကြမလဲဆိုတော့အပေါ်ကအဆက်လေး30ပါလို့၃ယောက်သားလို့မှတ်ပြီးတော့အောက်ကကြတော့ဒီစပွဲကုံလေးနဲ့တူရလို့မှတ်လိုက်မယ်ပေါ့နော်ခောက်စပွဲကုံလေးနဲ့တူရလို့မှတ်လိုက်မယ်ဒါကြောင့်မလို့၃ယောက်သားခောက်စပွဲလေးခောက်စပွဲလေးမှာထိုင်ပြီးတော့လက်ခံနေတယ်လို့မှတ်ကြရအောင် နံပါတ်30ခန်းကြီးလေးရကြတော့သူကဒီအထွေထွေရေဘူးရဖြစ်တယ်ဆိုတဲ့ခန်းကြီးလေးပါသူရဲ့တဲလုံးလေးကြီးကြီးရာဣပန်ဆိုလို့ရှိရင်အထွေထွေဣပန်တက်ခိနာဆိုလို့ရှိရင်အထွေထွေဖြစ်တော့ရေဘူးရရှိတော့ဆိုတဲ့ခန်းကြီးလေးပါအဲသူ့ကကြတော့ဒီအရှိကကြတော့ဒီ သင်းမောတွေပိုင်းမှာပါတဲ့အစိပိုင်းခန်းကြီးလေးဖြစ်ပါတယ်။ဒါကြောင့်မလို့သင်းမောမှာရှိတဲ့ဒီဆက်ကောင်းတိုင်လေးလို့မှတ်လိုက်မယ်ပေါ့နော်။အနောက်ကကျတော့လေကားခန်းကြီးလေးနဲ့တူပါတယ်။ဒါကြောင့်မလို့သင်းမောတွေမှာသင်းမောတွေပါသင်းမောတွေမှာလေကားတွေပါတယ်ဆိုတာကရေဝူးရဖြစ်တဲ့အထွေထွေကြရဲ့လို့မှတ်ကြရအောင်။ဒါဆိုရင်တော့ပတ်တူးမှာပါတဲ့ဆယ်လုံးကလည်းပြီးသွားပြီပဲဖြစ်ပါတယ်ရှင်။ပတ်သရီလေးကိုဆက်ပြီးသွားလိုက်ပါမယ်။ပတ်သရီမှာဆိုလို့ရှင်အားလုံးမှာ9လုံးရှိပါတယ်။နံပါတ်1ခန်းကြီးလေးကိုစားလိုက်ကြအောင်။ နံပါတ်1ခန်းကြီးလေးရကြတော့ရှီစာရွက်စာတန်းနေအချက်အလက်တွေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွဲလုံးလေးကြီးကြီးရအောင်ရှီလျော့ဆိုလို့ရှိရင်စာရွက်စာတန်းများရှီခါခုဆိုလို့ရှိရင်လက်မှတ်အရေးချင်းစာတီဖီကိတ်တွေပါတွေကိုပြောတာပေါ့နော်ရှီခန်းဆိုလို့ရှိရင်တဘာဝအရင်အမည်သူ့အကြတော့ဘလို့မှတ်ကြမလဲဆိုတော့အပေါ်ကခန်းကြီးလေးရကြတော့နောက်ထပ်ဆိုတဲ့ခန်းကြီးလေးပါအောက်ကကြတော့ဒီခယူခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့နောက်ထပ်ခယူတွေအကြောင်းကိုစာရွက်စာတန်းနေနဲ့မှတ်သားထားရလို့မှတ်ကြရအောင် နမနဲ့ခန်းကြီးလေးရကြတော့သူကအာစမတို့စူဝေးတယ်စူဆောင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွေ့လုံးလေးကြီးကြီးရအောင်သူတလုံးနဲ့ဆိုလို့ရှိရင်အာစမတို့စူဝေးလာသည်အာစမဲတို့စူဆောင်းသည်ရှုခိုးစုတို့စူဝေးခြင်းရှုရှုစုတို့အာယုံဆိုင်သည် ရှုတန်းဆိုလို့ရှိရင်အဖွဲစည်းကိုပြောတာရှာရှင်ရှုဆိုလို့ရှိရင်ဓာတ်ပုံအေဗန်ကိုပြောတာပါ အင်းသူကကြတော့အပေါ်ကငှက်ခန်းကြီးလေးနဲ့တူပြီးတော့အောက်ကကြတော့တစ်ပင်ခန်းကြီးလေးနဲ့တူပါတယ်။ဒါကြောင့်မလို့ငှက်ကလေးလေးကတစ်ပင်ပေါ်မှာစူဝေးနေကြတယ်၊စူဆောင်နေကြရဲ့လို့မှတ်ကြရအောင်။နံပါတ်3ခန်းကြီးလေးရကြတော့ဒီစကလုံးရှင်းလင်းချက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။အဲသူကတလုံးနဲ့ဆိုလို့ရှိရင်တော့ရာမဲရူနှုတ်ထွက်တယ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်။ဒါဆိုရင်တွဲလုံးလေးကြီးကြီးရအောင် ကြီးရှာဆိုလို့ရှိရင် အပိဒံကြီးတန်းဆိုလို့ရှိရင်စာအုပ်ဒီအပိဒံစာအုပ်ကိုပြောတာပေါ့နော်ရှာမဲလူဆိုလို့ရှိရင်နှုတ်ထွက်သည်ဒါဆိုလို့ရှိရင်နှုတ်ထွက်သည်ဆိုတဲ့ဟာလေးကိုပဲအဓိကယူပြီးမှတ်ကြရအောင်အပေါ်ကကြတော့တထောင်နဲ့တူပြီးတော့အောက်ကကြတော့ပါဇက်ခန်းကြီးလေးနဲ့တူပါတယ်။ဘေးနားကကြတော့မတက်ရက်ပြီးမတက်ရက်တယ်ဆိုတဲ့ခန်းကြီးလေးရဲ့တစ်ဆယ်ခန်းကြီးလေးရဲ့နဲ့တူပါတယ်။ဒါကြောင့်မလို့ပါဇက်ကနေအခုံးတထောင်လောက်ပြောနေတော့မတက်ရက်ပြီးတော့10မိနစ်အတွင်းအလုံးထွက်လိုက်တယ်လို့မှတ်ကြရအောင်။ ။နံပါတ်၄ခန်းကြီးလေးရကြတော့ဂျောသတင်းအချက်အလက်ခန်းစားချက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြီးကြည့်ကြည့်ရအောင်။ဂျောဟိုးဆိုလို့ရှိရင်သတင်းအချက်အလက်ကြီးဂျောဆိုလို့ရှိရင်အခြေအနေအကြောင်းအရာ ပြောချောဆိုလို့ရှိရင်မျက်နှာအသွင်အပြင်အမှုအရာကိုပြောတာပါခုချောဆိုလို့ရှိရင်မကျေနပ်မှုတိုင်ကြားမှုတွေပေါ့နော်အဲဒါဆိုရင်သူ့ကိုကြတော့ဘလို့မှတ်မလဲဆိုတော့ဘေးနားကဘေးနားကနှလုံးသားခန်းကြီးလေးနှလုံးသားခန်းကြီးလေးရဲ့အစိပ်ပိုင်းပေါ့နော်အဲသူ့ဘေးနားကကြတော့ဒီအပြာရောင်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့နှလုံးသားလေးကအပြာရောင်ဝစ်ထားတဲ့ကောင်လေးပေါ့ကိုခံစားချက်ဖြစ်သွားရလို့မှတ်ကြရအောင် မြန်မာငါးခန်းကြီးလေးရကြတော့သူကဆေးရီစနစ်တကျပြုတ်ပြင်းနေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွဲလုံးလေးရေးကြည့်ကြရအောင်ဆေးရီစုလို့ဆိုလို့ရှိရင်စူးစီးထိမ့်သိမ့်ခြင်းဆေးပြီးစုလို့ဆိုလို့ရှိရင်ပြုတ်ပြင်းခြင်းပြင်ဆင်ခြင်းရှော့ဆေးဆိုလို့ရှိရင်ညှိနှိုင်းခြင်းစနစ်တကျပြင်ဆင်ခြင်းပေါ့နော်ဒီ short say စုလို့ကြာသူကကြာတာဒီမကောင်းတဲ့အခြေအနေရယ်ကောင်းတဲ့အခြေအနေဖြစ်လာအောင်လို့ဒီညှိနှိုင်းပြင်ဆင်တဲ့နေရာမှာသုံးပါတယ်။ ူကကြတော့အစိပ်ပန်းလေးကိုခွဲကြည့်မယ်ဆိုရင်ပန်းစီခန်းစီလေးရဲ့ပါပါတယ်အနောက်ကကြတော့ဒီချက်ချေကန်အမားပုံတရံလေးနဲ့တူပါတယ်အဲသူ့ရဲ့အောက်ကကြတော့ဒီမှန်ကန်နေဆိုတဲ့ခန်းစီလေးနဲ့တူရဲ့ပေါ့နော်ဒါကြောင့်မလို့ပန်းစီလေးတွေကိုမမားပဲနဲ့မှန်မှန်ကန်ကန်ဖြစ်အောင်လို့စနစ်တကျပြင်ဆင်နေရလို့မှတ်ကြရအောင် နံပါတ်6ခန်းကြီးလေးရကြတော့ရှိတာပဲလို့ရှားပွေတယ်လေးလာရဲဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့အတွက်လုံးလေးကြီးကြီးရအောင်သူ့တလုံးနဲ့ဆိုရှင်ရှိတာပဲလို့ရှားပွေသည်လေးလာသည်ရှောစာစုလူသူ့တေသနာပြုသည်စစ်တန်းကောက်သည်ရှောမီလီရောဒီဟင်းခတ်အမွေကြိုင်နေရဲ့အရတာအရတာအမျိုးအစားတွေပေါ့နော်ရှောဆက်စစုလူဆိုရှင်ချိန်ညှိခြင်းအဲသူကကြတော့ဒီချိန်ညှိတယ်ဆိုတာကောင်းတဲ့အချိန်နေရာထပ်ပြီးကောင်းတဲ့အချိန်ရအောင်လို့ညှိခြင်းမှာတုံးပါတယ်အဲသူကကြတော့ဘလို့မှိုင်ကောင်းမလဲဆိုတော့အရှိကကြတော့ဒီပြောရဲဆိုတဲ့ခန်းကြီးလေးနဲ့ တူပါတယ်အနောက်ကကြတော့ဒီပပတ်လေဆိုရဲခန်းကြီးလေးပေါ့နော်ဒါကြောင့်မလို့ပပတ်လေကိုစကားပြောကြည့်ပြီးတော့ရှိတာပဲလို့ရှာဖွေနေရလို့မှတ်ကြရအောင် ။နံပါတ်9ခန်းကြီးလေးရကြတော့ဆူဆူမူတိုးတက်သည်ဆူဆူမဲတို့ဆက်လက်လှုပ်ဆောင်သည်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်သူ့တလုံးနဲ့ဆိုလို့ရှိရင်ဆူဆူမူတိုးတက်သည်ဆူဆူမဲတို့တိုးမြင့်သည်ဆက်လှုပ်သည် ရှင်းပုံဆူတို့တိုးတက်သည်ရှင်းကားခုဆူတို့ဒီအထက်တန်းတို့အကြောင်းဆက်တက်တယ်ပေါ့နော်။ရှင်းစန်းစန်းရှင်းဆူတို့ဆိုလို့ရှိရင်ရှေးတို့တိုးတက်ရှင်းသူကကြတော့လမ်းပေါ်တရံခန်းကြီးလေးရဲ့ငှက်ခန်းကြီးလေးရဲ့နဲ့တူပါတယ်။ဒါကြောင့်မလို့ခန့်ကလေးတွေကလမ်းမပေါ်မှာဆက်လက်ပြီးတော့တိုးတက်နေရလို့မှတ်ကြရအောင်။ ဒါဆိုရင်တော့ပတ်သရီမှာပါတဲ့ခန်းချစ်ခုနှစ်လုံးရတယ်ပြီးသွားပြီပဲဖြစ်ပါတယ်ရှင်ပတ်ဖိုးလေးကိုဆက်ပြီးသွားလိုက်ပါမယ် ပတ်ဖုံးမှာကြတော့သူကအားလုံးပေါင်း10လုံးရှိပါတယ်ပထမအဆုံးခန်းကြီးနံပါတ်1လေးကိုစားလိုက်ကြအောင်သူကကြတော့ရယ်ခီတမိုင်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်တွဲလုံးလေးကြီးကြီးအောင်ရယ်ခီချီဆိုလို့ရှိရင်တမိုင်းခခုရယ်ခီဆိုလို့ရှိရင်ပညာရေးမှတ်တမ်းအဲသူ့ကိုကြတော့ဘလို့မှတ်ကြမလဲဆိုတော့ဒီအမိုးအောက်မှာတစ်ပင်လေးနှစ်ပင်နဲ့တူတယ်ပေါ့နော်နောက်ပြီးတော့ဒီရက်တက်နေဆိုတဲ့ခန်းကြီးလေးလည်းပါပါတယ်ဒါကြောင့်မလို့အမိုးအောက်မှာတစ်ပင်လေးတွေကရက်တက်သွားတဲ့တမိုင်းချောင်းကိုလေးနာနေရင်တို့မှတ်ကြရအောင် ။နံပါတ်1ခန်းကြီးလေးရကြတော့သူကတိုခူးဖြည့်ရှင်းနေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူမြနဲ့ပေါင်းမယ်ဆိုရင်သူကခိုင်းဖြစ်သွားမယ်ပေါ့နော်။တွဲလုံးလေးကြီးကြီးရအားရိခိုင်းစုလို့ဆိုရှင်နားလည်မှုနားလည်သည်ခိုင်းခဲစုစုလို့ဆိုရင်ဖြည့်ရှင်းသည်။သူ့ကြတော့ဘလို့မကြမလဲဆိုတော့အရှိရကြတော့ဒီတောင်ခန်းကြီးလေးပေါ့နော်။အနောက်ကကြတော့ဓာခန်းကြီးလေးရဲ့နွားခန်းကြီးလေးရဲ့နဲ့တူပါတယ်။ဒါကြောင့်မလို့လေကွင်းရဲ့ထောင်မှာလေကွင်းရဲ့ထောင်မှာဓာကင်ပြီးတော့နွားပြက်တနာကိုဖြည့်ရှင်းနေရလို့မှတ်ကြရအောင်။ နံပါတ်3ခန်းကြီးလေးရကြတော့တနဲ့အစီအမျိုးအစားဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကတလုံးပဲရှိပါတယ်။ရှူရူဤအမျိုးအစားဆိုတဲ့တွဲလုံးလေးပေါ့နော်။သူ့အကြတော့ဘလို့မှကြမယ်ဆိုတော့အရှိကစပန်နဲ့ခန်းကြီးလေးနဲ့တူပြီးတော့အနောက်ကလေးတယ်ဆိုတဲ့ခန်းကြီးလေးနဲ့တူပါတယ်။အဲဒါကြောင့်မလို့စပန်နဲ့လေးကတဖြည်းဖြည်းနဲ့လေးလာရဲဆိုတာအစီတွေအများကြီးရှိနေလို့လို့မှတ်ကြရအောင်။ ။နမလေးခန်းကြီးလေးရကြတော့ခူလာပဲလို့နှိုင်းရှင်နေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူမြနေပါရင်တော့သူကဟိဖြစ်သွားမယ်ပေါ့နော်။သူ့ရဲ့တွဲလုံးလေးရကြတော့ဟိခါကုစုလို့နှိုင်းရှင်နေဆိုတဲ့တွဲလုံးလေးပေါ့နော်။အဲသူကကြတော့ထိုင်နေလူနှစ်ယောက်ကိုနှိုင်းရှင်နေလို့မကြရအောင်။ နံပါတ်5ခန်းကြီးလေးရကြတော့ရူအီအမျိုးအစားအမျိုးအစားအမျိုးမျိုးဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူရဲ့တွဲလုံးလေးကြီးကြီးရအောင်ရှော်ရူအီဆိုလို့ရှိရင်စာပြတ်စာတမ်းများအီရူအီဆိုလို့ရှိရင်အဝယ်အစားအမျိုးအစားတွေကိုပြောတာပါအဲတို့ကြတော့ဘလို့မှတ်ကြမလဲဆိုတော့အရှိကစံခန်းကြီးလေးနဲ့တူပြီးတော့အောက်ကကြတော့ဒီကြီးရဆိုတဲ့ခန်းကြီးလေးနဲ့တူပါတယ်ဘေးနားကကြတော့ခေါင်းစိတ်ပိုင်းခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့စံတွေကိုအသက်ကြီးတဲ့အခါမှာခေါင်းထဲမှာအမျိုးအစားအများများကြီးတိလိရရလို့မှတ်ကြရအောင် နံပါတ်6ခန်းကြီးလေးရကြတော့ခအကြောင်းအရာဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်ဒိုင်းဤကဆိုလို့ရှိရင်အခန်းတစ်ခုပြောတာခချောဆိုလို့ရှိရင်ဌာနမန်နေဂျာခတိုင်းဆိုလို့ရှိရင်လုပ်ငန်းအကြောင်းအရာလေးကျင်ကန်အကြောင်းလေးကျင်ကန်အကြောင်းပေါ့နော်အဲသူ့ကြတော့ဘလို့မှတ်ကြမလဲဆိုတော့အရှိရပြောတယ်ဆိုတဲ့ခန်းကြီးလေးရဲ့ဘေးနာကြတော့ဒီအသီးဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်ပေါ့နော်ဒါကြောင့်မလို့အသီးတွေအကြောင်းကိုပြောနေတာဒီအခန်းမှာဌာနဌာနမန်နေဂျာကပြောနေရလို့မှတ်ကြရအောင် နံပါတ်ခွန်ခန်းကြီးလေးရကြတော့ခါဝါရူခါအဲရူပြောင်းလဲလဲလဲတဲ့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပိုင်တော့သူဟန်းဖြစ်သွားမယ်ပေါ့နော်သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်ဟန်းကဆူလို့ဆိုရှင်ပြောင်းလဲသည်ဟန်းနာဆိုရင်ထူဆန်းတော့တိုင်ဟန်းနာဆိုရှင်ကြီးမတော့ခက်ခဲတော့တို့ကြတော့ဘလုံးမှတ်ကြမလဲဆိုတော့ဒီအမိုးအောင်မှာအဆက်လေးလေးဆက်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့လေးနှစ်လေးနှစ်လို့မှတ်လိုက်မယ်အဲအောက်ကကြတော့ဒီအပြောင်းလဲဖြစ်သွားရဲဆိုပြီးတော့ဒီ မှတ်လိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီအမိုးအောက်ကိုဒီအမိုးအောက်ကို၄နှစ်လောက်မလာလာကြတော့မလာလာကြတော့အရာရာကပြောင်းလဲသွားရလို့မှတ်ကြရအောင် ံပါတ်၈ခန်းကြီးလေးရကြတော့ခါတာရှိပုံတရံပုံတရံပုံစံဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွဲလုံးလေးရည်ကြီးကြရအောင်စံကားခုခရီးဆိုရှင်3000 3000ပုံစံပေါ့နော်ရှိကရှိကခုခရီးဆိုရှင်စတုကန်ဒီလေး4000ပုံစံဖြစ်ပါတယ်နင်းကျော်ဆိုလို့ရှင်လူအယုတ်ပုံတရံကိုပြောတာပါအဲသူကကြတော့ဒီဖွင့်နေဆိုတဲ့ခန်းကြီးအစိအပိုင်းလေးနဲ့တူပြီးတော့အဲခါတာခါနာမှာဆိုလို့ရှင်သူကမိကလေးနဲ့တူပါတယ်အဲဒါကြောင့်မလို့စာအုပ်လေးဖွင့်ပြီးတော့မိမိရဲ့ပုံတရံကိုဆွဲနေရလို့မှတ်ကြရအ အောင်နမကောခန်းကြီးလေးရကြတော့သူကဟာခဲလို့ပြောင်းလဲတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူမြနဲ့ပဲတွဲသုံးပါတယ်။ခါလို့အတန်ထွက်မယ်ပေါ့နော်။တွဲလုံးလေးကြီးကြီးရအောင်ဘုံကားဆိုလို့ရှိရင်ယင်ကျေးမူခါခါခုဆိုလို့ရှိရင်ဓာတုပေတာ ခဲလျှော့ဆူလို့ဆိုရင်အလှပြင်းသည် ခိကိုင်းကားဆူလို့ဆိုလို့ရှိရင်ဒီစက်မှုလုပ်ငန်းကိုပြောင်းလဲသွားတယ်ပေါ့နော်။သူ့ကြတော့ဒီလူတယောက်ကထိုင်နေတဲ့ပုံစံကိုပြောင်းလဲသွားတယ်လို့မှတ်ကြရအောင်။ နံပါတ်10ခန်းကြီးလေးကိုဆက်ပြီးကြည့်လိုက်ပါမယ်။သူကကြတော့ခိုတာရဲ့အဖြေဆိုတဲ့ခန်းကြီးလေးဖြစ်ပါနဲ့။သူမြနဲ့ပေါင်းလို့ရှင်တော့သူကတိုးဖြစ်သွားမယ်ပေါ့နော်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်။ခိုင်းတိုးဆူလို့ဆိုရင်ဖြေသည်စိတ်တိုးဆိုလို့ရှင်မှန်ကန်တော့အဖြေအဖြေမှန်ပေါ့နော်။သူကကြတော့ဒီဝါပင်ခန်းကြီးလေးရဲ့ကိုက်ညီရဲ့ဆိုတဲ့ခန်းကြီးလေးရဲ့နှစ်ခုပေါင်းဆက်ထားပါတယ်။ဒါကြောင့်မလို့ဝါပင်အောင်မှာကိုက်ညီတဲ့အဖြေကိုပေးရလို့မှတ်ကြရအောင်။ဒါဆိုရင်တော့ဒီ platform မှာပါတဲ့ခန်းကြီး၁၀လုံးရတယ်ပြီးသွားပြီပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးမိတ် profile လေးကိုဆက်ပြီးသွားလိုက်ကြအောင်။ ဖိုင်ဖိုင်မှာကြာသူကအားလုံးပေါင်း၈လုံးရှိပါတယ်ပထမဆုံးအလုံးလေးကိုစပြီးတော့သွားလိုက်ပါမယ်သူကကြတော့ဂျုံပြင်ဆင်နေဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွဲလုံးတွေကတစ်လုံးပဲရှိပါတယ်ဂျုံပြီးစုလို့ပြင်ဆင်သည်ပြင်ဆင်မှုဆိုတဲ့ဒီ meaning လေးပေါ့ခန်းကြီးလေးပေါ့နော်အဲသူ့ကိုကြာတော့ဘလို့မှတ်ကြရင်ကောင်းမလဲဆိုတော့အရှိကရေဆက်လေးရင်းနဲ့တူလို့ရေလို့မှတ်ပြီးတော့ဘေးနားကကြတော့ဒီငှက်ခန်းကြီးလေးနဲ့တူတယ်ပေါ့နော်အောက်ကကြတော့30ခန်းကြီးလေးနဲ့တူပါတယ်ဒါကြောင့်မလို့ငှက်ကလေး30ကောင်တောက်ဖို့အတွက်ရေလေးတွေကိုပြင်ဆင်နေရလို့မှတ်ကြရအောင် နမနဲ့ခန်းကြီးလေးရကြတော့ဆိုနာရဲ့သူသူကလည်းအလိုပဲပြင်ဆင်နေပြင်ဆင်နေရဲ့သုံးဆွဲရင်တင်းထားတယ်ဆိုရဲခန်းကြီးလေးဖြစ်ပါတယ်သူများနဲ့ပေါင်းလို့ရှင်တော့သူကဖိလို့တန်ထွက်ပါမယ်သူရဲ့တွဲလုံးလေးကြီးကြီးရအောင်ဂျုံမီဆိုလို့ရှင်ပြင်ဆင်မှုဆက်စုပြီဆိုလို့ရှင်ဆက်ပစ္စည်းအသုံးအဆောင်များသူကကြတော့ဘေးနာကလူအစိမ့်ပန်းခန်းကြီးလေးနဲ့တူပါတယ်။သူ့ဘေးနာကကြတော့ဒီခြံစည်းရိုးလေးလိုမှတ်လိုက်မယ်ပေါ့နော်။အောက်ကကြတော့ဒီ အဲဆင်းရဲစရာလို့မှတ်လိုက်ကြအောင်ဒါကြောင့်မလို့လူတွေဟာခြံစည်းကိုခတ်ဖို့အတွက်ဆင်းရဲစရာတွေကိုပြင်ဆင်နေရလို့မှတ်ကြရအောင်နံပါတ်3ခန်းကြီးလေးရကြတော့ခါစုံအဲလူရေတွက်တဲ့အရေးအတွက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်အဲသူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်ခါစုံအဲလူဆိုလို့ရှိရင်ရေတွက်သည်စူးက စူးကားခဲဆူဆိုလို့ရှင်ဒီလတွေကိုရေအတွက်တာပေါ့နော်နင်းစူးဆိုလို့ရှင်လူရေအတွက်ကိုပြောတာစူးလျောက်ဆိုလို့ရှင်ဒီအရေအတွက်ဒီပမာဏတွေကိုပြောတာပါစူးကားခုဆိုလို့ရှင်ဒါတင်ချာတင်ချာပညာပေါ့နော်စူးရှိဆိုလို့ရှင်ဒီခဏနေကိုပြောတာပါတို့ကြတော့ဘလုံးမိုင်ကောင်းမလဲဆိုတော့ဒီအရှိကကြတော့ဒီစံခန်းကြီးလေးရဲ့စံခန်းကြီးလေးရဲ့ main click ခန်းကြီးလေးရဲ့ ਨੇ တူတယ်ပေါ့နော်အနောက်ကကြတော့ဒီအမ် အမအမမရှိအမမရှိအောင်လုပ်တယ်ပေါ့နော်အဲ့လိုမှန်လိမ့်မယ်ဒါကြောင့်မလို့စံတွေကိုမမအောင်လို့မိန်းကလေးတွေကရေတွက်နေရလို့မကြရအောင် ။နံပါတ်၄ခန်းစည်းလေးရကြတော့ခီအချိန်ကာလအပိုင်းခြားဆိုတဲ့ခန်းစည်းလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်။အဲသူများနဲ့တွဲနေသူကခီလိုပဲတန်းထွက်တယ်ပေါ့နော်။ခီခန်းဆိုလို့ရှိရင်အချိန်ကာလဂါခီဆိုလို့ရှိရင်သင်္နန်းကာလရှိခီဆိုဂျီခီဆိုလို့ရှိရင်သူကဒီရာသီအပိုင်းခြားကိုပြောတာပါ။တန်းခီဆိုလို့ရှိရင်အချိန်တို့ခီတိုင်းဆိုလို့ရှိရင်မျောလင်းခြင်းဒီခီတိုင်းဆိုတဲ့ခန်းကြီးလေးကလည်းခန်းကြီးမိတဲ့အပိုင်းလေးမှာကောအိုးခွက်ရှင်နေမှာကောမကြာခဏမြည်တွေ့နေရတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ ်အဲသူ့အကြောင်းတော့ဘယ်လိုမှတ်ကြမလဲဆိုတော့ဒီအရှိရကြတော့လှေကားစိတ်ပိုင်းလေးနဲ့ထူပါတယ်ဒါကြောင့်မလို့လှေကားလို့မှတ်လိမ့်မယ်ပေါ့နော်ဘေးနားကြတော့ဒီလဆိုတဲ့ခန်းကြီးလေးနဲ့ထူပါတယ်ဒါကြောင့်မလို့လှေကားလေးထားပြီးတော့လပေါ်ကိုသွားနေတဲ့အချိန်ကာလလို့မှတ်ကြရအောင်နံပါတ်5ခန်းကြီးလေးရကြတော့ဟန်ရောင်းနေဆိုရဲခန်းကြီးလေးဖြစ်ပါတယ်သူ့ရဲ့တွေလုံးလေးကြီးကြီးရအောင်ဟန်မိုင်းစုလို့ဆိုရင်ရောင်းချတဲ့ခြေတော်ဟန်မိုင်းကြီးဆိုရှင်အလိုလျောက်စေရောင်းဆက် အဲသူ့ကိုကြတော့ဘလို့မှတ်ကြမလဲဆိုတော့အရှိက ခရုခန်းကြီးလေးနဲ့တူပြီးတော့ခရုခန်းကြီးလေးနဲ့တူပြီးတော့အနောက်ကကြတော့အနောက်ကကြတော့ဒီမမစစ်ရှိကလေးနဲ့တူတယ်ပေါ့နော်ဒါကြောင့်မလို့ခရုတွေကိုအမိုးအောင်မှာအမားမရှိအောင်လို့ရောင်းချနေရလို့မှတ်ကြရအောင် ။နမဆောက်ခန်းကြီးလေးရကြတော့နဲ့ဈေးနှုန်းဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူများနဲ့ပေါအောင်တော့သူကချီလို့တန်ထွက်ပါမယ်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်။နဲ့တန်းဆိုလို့ရှိရင်ဈေးနှုန်းခါချီဆိုရင်တန်ဖို့နဲ့အာခဲဆူလူဆိုရင်ဈေးရမြင့်တက်သွားတယ်။နဲ့စာခဲဆူလူဆိုလို့ရှိရင်ဈေးချော့ချတယ်။တို့ကြတော့ဘလုံးမကြမလဲဆိုတော့အရှိကလူခန်းကြီးလေးနဲ့တူပြီးတော့အနောက်ကကြတော့ပြုတ်ပြင်းနေဆိုတဲ့ခန်းကြီးလေးနဲ့တူပါတယ်။ဒါကြောင့်မလို့လူတွေကလူတွေကအစင်းစင်းပြုတ်ပြင်းပြီးတော့ဈေးနှုန်းတွေကိုတတ်မှတ်ကြရလို့မှတ်ကြရအောင်။ ။နမခွန်ခန်းကြီးလေးရကြတော့ခါကီရူကတတ်တယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလေးကြီးကြီးရအောင်ခါကီရူဆိုရင်ကန်တတ်ထားသည်ခန်းတိတ်ဆူလို့ဆိုလို့ရှိရင်ဒီခန်းတိတ်ဆူလို့ရှိရင်သူကအကန့်အကန့်တတ်ထားတာပေါ့နော်။စိတ်ခန်းဆူလို့ဆိုလို့ရှိရင်ကန်တတ်ပြီးထိန်ရှုပ်သည်။ ့ကကြတော့ဒီဘေးနားကကြတော့ဒီဘီတာအစာအုပ်မြင့်နေဆိုတဲ့အခန်းကြီးလေးပေါ့နော်အနောက်ကကြတော့သူ့ဖေးနားလေးရကြတော့ဒီကောင်းနေဆိုတဲ့အခန်းကြီးလေးဖြစ်ပါတယ်ဒါကြောင့်မလို့အစာအုပ်မြင့်ကြီးလေးပေါ်မှာကောင်းတဲ့အရာတွေကိုအကန့်အသတ်နဲ့ထိန်းချုပ်ထားရလို့မှတ်ကြရအောင် နံပါတ်၈ခန်းကြီးလေးနောက်ဆုံးခန်းကြီးလေးကိုရောက်လာပါပြီ။အဲသူကကြတော့ဒီအကြောင်းအရာပါဝင်မှုဆိုတဲ့ခန်းကြီးလေးပါ။သူများနဲ့ပေါင်းမယ်ဆိုရင်သူကရှော့လို့ပဲအတန်ထွက်ပါမယ်။သူရဲ့ dragon လေးကြီးကြီးရအောင်။နိုင်ရောဆိုလို့ရှိရင်အကြောင်းအရာယောက်ခိဆိုလို့ရှိရင်ဒီထဲ့စရာပကံခွက်ရောက်တွေကိုပြောတာပါ။ပြောရင်းဆိုလို့ရှိရင်အလှပြင်ဆိုင်ပြီးရောပြီးရောရင်းပေါ့နော်။ပြီးရောရင်းဆိုလို့ရှိရင်အလှပြင်ဆိုင်ရောရင်းနာဆိုလို့ရှိရင်လွယ်ကူတော့ ။သူကကြတော့ဒီခန်းကြီးလေးကဒီအပေါ်ကခန်းကြီးလေးကဒီအမိုးအောင်မှာအဆက်လေးနှစ်ဆက်ခန်းကြီးပေါ့နော်။အဲသူကကြတော့ဒီအာနာအပေါက်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူရဲ့အောက်ကကြတော့ဒီကန့်ကြီးရဲ့ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်။ဒါကြောင့်မလို့အပေါလေးကိုကန့်ညီသွားအောင်လို့ကန့်ညီသွားအောင်လို့အချောင်းရအမျိုးမျိုးနဲ့ဆန်းတက်နေရလို့မှတ်ကြရအောင်။